ဗန်လုံငန်းအမှုဆောင်တဦးဖြစ်တဲ့မတ်ကာနေကကနေဒါအာဏာရ Liberal Party ရဲ့အကြီးအကဲအသေးဖြစ်တင်မြောက်ခြင်းခံရတဲ့နောက်ဝန်ကြီးချုပ် Justin Trudeau ရဲ့အယိုက်ယာကိုဆက်ခံတော့မှာဖြစ်ပါတယ်။ပြီးတော့သူ့ရဲ့အောင်ပွဲမိန့်ခွန်းမှာ American သမ္မတ Donald Trump ကိုဖီဆန်တဲ့သဘောထားကိုလည်းကာနေကအတိအလင်းထည့်ပြောသွားခဲ့ပါတယ်။ဒါပေမဲ့သူက Trump ရဲ့အစိုးရနဲ့ကုံတော်ရေးဆိုင်ရာညှိနှိုင်းမှုတွေကိုတော့ဆွေးနွေးပြောဆိုသွားမှာဖြစ်တယ်လို့ဆိုပါတယ်။ American ဘက်ကကနေဒါအပေါ်လေးစားမှုပြသလာတဲ့အချိန်အထိ ကနေဒါကလည်း American အပေါ်အခွန်စည်းကြမှုတွေနဲ့တံပြန်မှဖြစ်ကြောင်းကာနေကပြောကြားသွားပါတယ်။ Trump ဟာ January လမှာသမရဖြစ်လာခြင်းကတည်းကအိမ်နီးချင်းကနေဒါနိုင်ငံအပေါ်ကုန်သွယ်ရေးအရာပြတ်မှတ်ထားတဲ့အခွန်စည်းကြမှုတွေကိုကြေညာခဲ့တာပါ။ပြီးတော့ဒါတင်မကပဲကနေဒါကိုအချုပ်အခြာအာဏာပိုင်နိုင်ငံတစ်ခုဖြစ်ကနေ American ရဲ့50တခုမြောက်ပြည်နယ်ဖြစ်ပြောင်းလဲသတ်မှတ်လို့တဲ့သူ့ရဲ့သဘောထားကိုလည်း ထရမ့်ကပြောင်ပြောင်တင်းတင်းပဲထုတ်ပြောခဲ့ပါသေးတယ်။အဲ့ဒီကိစ္စကတော့ကနေဒါရဲ့ liberal ရော conservative အင်အားစုတွေကပါလက်မခံနိုင်ကြောင်းအတိအလင်းအသိပေးထားပါရဲ့ရှင်။